ကျွန်တော်တို့နောက်လာဆိုလို့ရှိရင်တကြံရောက်ပြီအဲ့တော့ကျွန်တော်တို့ကဘာလို့ဖို့လို့ပြီလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုတကြံအတွက် marketing plan ဆွဲဖို့လို့ပြီအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လုပ်ငန်းတွေအတွက်ကိုတလကြုံကြုံပြီးတော့မှ marketing plan detail ဆွဲတယ်အဲ့တော့ကျွန်တော်အကြံပေး plan ကတော့ကျွန်တော်6လကြိုပြီးတော့မှဆွဲထားတာပေါ့နော်အဒီတေးကိုကျွန်တော်တို့ကဘာလို့လဲဆိုတော့တလကြိုပြီးတော့မှဆွဲတယ်အဲ့လိုဆွဲတဲ့အခါမှာကျွန်တော်တို့ကပညာရှင်တွေကိုဆွဲရတာရှိမယ် အဲ့တော့ကိုကိုတိုင်းဥဆောင်ပြီးတော့မှဆွဲရတာရှိမယ်ဝန်ထမ်းတွေနဲ့တွေ့ပြီးတော့မှဆွဲရတာရှိမယ်အဲ့တော့ပတ်စံနေကုန်နေအချိန်နေကုန်နေတူတွေပြင်ပန်းနေအခုတော့ကျွန်တော်တို့က marketing plan ကို one click နဲ့လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဆွဲလို့ရသွားပြီအဲ့တော့အားလုံးတည်တိုင်းပဲကျွန်တော်တို့ AI ကိုတုံးပြီးတော့မှဆွဲလို့ရပြီအဲ့တော့ AI ကိုမှကျွန်တော်တို့မြန်မာစာတုံးပြီးတော့မှဆွဲလို့ရပြီအဲ့တော့ကျွန်တော် marketing plan ဆွဲတာကျွန်တော်တက်တက်ဗီဒီယိုတစ်ခုရိုက်ပေးမယ်အခုကကျွန်တော်က marketing plan ဆွဲရတဲ့အခါမှာ marketing plan ထဲမှာပါပါလာတယ်ဆိုတော့ ကိုယ့်ရဲ့ဒီဟောကျွန်တော်ရဲ့ hostel ကိုတဲ့ဘာလို့ရမှာလဲဆိုတော့ကျွန်တော်တို့က sponsor ပြရမယ်တဲ့။နောက် Facebook မှာကြော်ညာရမယ်။အဲ့တော့ကြော်ညာစာရေးပြီးတော့မှကြော်ညာရမယ်ဆိုတဲ့ strategy တစ်ခုပါလာတယ်။အဲ့တော့ကျွန်တော်ကအရင်တုန်းကဆိုလို့ရှိရင်တော့ဘာလို့မှာလဲဆိုတော့ကို hostel အကြောင်းကိုကျွန်တော်တို့ကဟာ digital marketer တွေဒါမှမဟုတ်เนาะကိုယ့်ရုံးက marketing online တွေကိုကျွန်တော်တို့ခေါ်ပြီးတော့မှဘာလို့မှာလဲဆိုတော့ကြော်ညာရေးခိုင်းမယ်။ဒေချာတစ်ခုအချိန်ကြီးပေးရမှာပဲအချိန်ရသိမရတော့ တော့ကျွန်တော်တို့ဘယ်သူဆွဲခိုင်းမလဲထုံးစံတိုင်းပဲ AI ကိုပဲကျွန်တော်တို့ကရေးခါရမှာပဲအဲ့တော့ကျွန်တော်တော့ဒါအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေလူငယ်တွေမိတ်ဆွေတွေတို့ကိုကျွန်တော်ပြချင်လို့ဒါဒါကြော်ညာစာရေးတာပေါ့နော်ကျွန်တော်လုပ်ငန်းတွေမှာတော့ကျွန်တော်ကိုယ်တိုင်မရေးပါဘူးเนาะကျွန်တော်ရဲ့ဝန်ထမ်းတွေရေးပါတယ် marketing department ကရေးကြပါတယ်နော်ရေးပြီးတော့မှကျွန်တော်စီတင်ပြပြီးတော့ကျွန်တော်သဘောကျတယ်ဆိုရင် approve ပေးလိုက်လို့ရှိရင်တို့ဒါကြော်ညာเนาะစ run မိပေါ့အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က AI ကိုခိုင်းမယ်အားချို့ပြောမယ်ဟာလော်လော်လေးပါနော် AI ကိုခိုင်းလိုက်ပေါ့အာ marketing ဟလာကြော်ညာတာတပုတ်ရေးပေးပါဆိုပြီးတော့မှကျွန်တော်တို့ခိုင်းလိုက်မယ်ဆိုလို့ရှိရင်ရတယ်ဒါပေမဲ့ဘာဖြစ်လာမလဲဆိုတော့ generic ရေဖို့ရဆန်တဲ့ကြော်ညာစာကြီးထွက်လာမှာအဲ့တော့အဲ့ကြော်ညာစာထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့လူတွေရဲ့ heart ကိုမထိတော့ဘူး heart ကိုမထိတော့ကျွန်တော်တို့ရောင်းအောင်မဟုတ်ဒါကျွန်တော်ခဏခဏပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကြော်ညာစာကလူတွေအတွက်ပြင်းစရာကောင်းသွားရင် ဘွဲမှာမဟုတ်တော့ကြောင်းမလို့ကျွန်တော်တို့က marketing မှာကြောက်စရာအကောင်းဆုံးအရာကဘာလဲဆိုတော့လူတွေပြင်းတာစိတ်ဝင်စားစရာမကောင်းတာအဲ့တော့ဟုတ်ပြီကျွန်တော်တို့က AI ကိုကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့ကြော်ညာစာဘလို့ရေးခိုင်းမလဲအဲ့တော့ကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်တို့က AI ကိုခိုင်းတဲ့အခါမှာကျွန်တော်တို့ input ကောင်းကောင်းထည့်နိုင်ဖို့လိုတယ်เนาะသူ့ကိုခိုင်းတဲ့နေမှန်ကန်ဖို့လိုတယ်เนาะ general ခိုင်းလို့တော့ကျွန်တော်တို့ကမရဘူးအဲ့တော့မှန်ကန်တဲ့နေနဲ့ခိုင်းမှ ဘာဖြစ်မှလဲဆိုတော့သူကမှန်ကန်တဲ့เนาะဒီကျွန်တော်တို့ကြော်ညာတာတွေထုတ်ပေးမှာเนาะအဲ့တော့ကျွန်တော်တို့ကအဖြေတောင်းယုံနေရတော့လွယ်ဒီခေတ်မှာကျွန်တော်တို့ကအဖြေတွေတင်ကြိုက်တဲ့နေရာမှာလွယ်လွယ်ကူကူနဲ့ရှာလို့ရပြီအရေးကြီးတာဒီကျွန်တော်တို့ကမှန်မှန်ကန်ကန်မေးတက်ဖို့မှန်မှန်ကန်ကန် input တွေထည့်နိုင်ဖို့เนาะအဓိကတော့ကျွန်တော်မေးခွန်းတွေကောင်းမှုပါအဲ့တော့ဟုတ်ပြီကျွန်တော်ကကြော်ညာတာတဖို့ရေးခိုင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေ input တွေထည့်ရပါအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်မလုပ်တယ်လဲဆိုတော့ ကိုယ့်ရဲ့ hostel အကြောင်းကိုကျွန်တော်အသေးစိတ်သူ့ကိုကျွန်တော်ပြောပြရမယ်နော်အဲ့တော့ hotel ကဘယ်နေရာမှာရှိတယ် hostel ကဘယ်နေရာမှာရှိတယ်အခန်းဘယ်နှခန်းရှိတယ်ဘလို့ခန်းမျိုးစားတွေကဘယ်နှခန်းရှိတယ်ဒါတွေကိုသူ့ကိုကျွန်တော်တို့ကဘာလို့အောင်မလဲဆိုတော့ဒီ input ကောင်းကောင်းထည့်ပေးမှရပါဒါမှသာလည်းမဖြစ်မလဲဆိုတော့သူကလည်းကြော်ညာစာကောင်းကောင်းရေးပေးနိုင်ပါဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဟုတ်ပြီအဲ့တော့ကြော်ညာစာကောင်းကောင်းရေးခိုင်းမယ်ဆိုလို့ရှိရင်ရော တော်တော့ဘလို framework နဲ့သူ့ကိုရေးခိုင်းပါလေဘယ် model တွေသုံးပြီးတော့မှရေးခိုင်းပါလေအဲ့တော့သူရေးကျင်တယ်လို့ရေးခိုင်းရင်တော့သိကြတယ်ကျွန်တော်ပြောသလိုပဲ generic trailer ပါအဲ့တော့ကျွန်တော်နမူနာလေးပြချင်တယ်နော်အဲ့တော့အခုဒီပြောကြည့်နေတယ်ကျွန်တော်လုပ်ငန်းရှင်တွေဒီလေ AI ကိုခိုင်းဖို့လိုအပ်နေပြီနော်ခိုင်းတဲ့ဖို့တော့လိုတော့ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော် second relation နဲ့အဲ့တော့ဒါကတော့ကျွန်တော် hotel hostel အကြောင်းကိုကျွန်တော် ပြောထားတာเนาะချင်းပိုင်မှာဖွင့်ထားတယ်နာမည် LM Hostel ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအခန်းပေါင်း16ခန်းရှိတယ်10ခန်းကတော့ private เนาะအဲ့တော့6ခန်းက double room ဖြစ်တယ်နော် double room ဆိုတော့ကျွန်တော်ဒါဒီနှစ်ယောက်အိတ်တဲ့ဟာပေါ့เนาะအဲ့တော့နှစ်ခန်းက train room ဖြစ်တယ်ပြောချင်တာဒါကျွန်တော်ရဲ့ information တွေကျွန်တော်အကုန်ထည့်ထားတာเนาะ budget family ၄ခန်းရှိမယ်အဲ့တော့ဒါကျွန်တော်အကြောင်းတွေကျွန်တော်ပြောလိုက်တာသူ့ကိုเนาะဘယ်တော့ကစဖွင့်ခဲ့တယ်เนาะအဲ့တော့ဘယ်နေရာဘယ်နေရာတွေမှာတော့လုတ်ပြီးပြီး ဈေးကတော့ဒီလောက်ရှိတယ်ကျွန်တော်အဲ့ဒါတွေအားလုံးကိုကျွန်တော် input ကျွန်တော်ထည့်လိုက်ရမှာเนาะဒါမှ AI ကကျွန်တော်ရဲ့ host အကြောင်းကိုသိမှာအဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်အခုဘာ AI သုံးမလဲကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်အဲ့တော့ကျွန်တော်သုံးတဲ့ AI ကတော့ cloudy.ai เนาะ c l a u d e.ai ဒါကကျွန်တော်တို့မြန်မာလိုသူကောင်းကောင်းကိုနားလဲတယ်เนาะအင်္ဂလိပ်လိုလည်းကောင်းကောင်းနားလဲတယ်အဲ့တော့ကျွန်တော်မြန်မာလိုရေးခိုင်းလို့ရတယ်အဲ့တော့သူကကျွန်တော်တို့ဒီ application နဲ့လည်း ဖုန်းထဲမှာကျွန်တော်တို့သုံးလို့ရတယ် website နဲ့လည်းကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့တစ်လကိုသူကဒေါ်လာ20ပေးရတယ် free version လည်းရှိတယ် free လည်းလုံးလို့ရတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာသူ့ကိုကျွန်တော်ကြော်ညာစာရေးခိုင်းတော့မယ်เนาะဒီတော် AI ကိုရေးခိုင်းတော့မယ်ရေးခိုင်းတဲ့အခါမှာကျွန်တော်က model တစ်ခုကိုကျွန်တော်သုံးပြီးတော့မှရေးခိုင်းပါအဲ့ဒီ model ကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ PAS model လို့ခေါ်တယ် P ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့က program ပြဿနာ နော်ဒါပေကျွန်တော်နည်းနည်းလေးရှင်းပြအောင်မအရေးကြီးတယ်နော်အခုဒီမျိုးချင်းရေလုပ်ငန်းရှင်တွေအဲ့တော့ PD ပါလဲဆိုတော့ program A ဆိုတာကပါလဲဆိုတော့ agitation agitation ဆိုတာကအဲ့ဒီပြဿနာကိုပို့ပြီးတော့မှကြီးအောင်လုပ်တာနော် ပို့ပြီးတော့မှကြီးအောင်လုပ်တာနော် S ကတော့ကျွန်တော်တို့ပါလဲဆိုတော့ solution ဖြေရှင်းချက်ကိုကျွန်တော်တို့ခြားပြတာအဲ့တော့ဒါကကျွန်တော်တို့ကမ္ဘာပေါ်မှာအရန်နာမည်ကြီးတဲ့เนาะ copywriting model တခုပဲကိုယ့်ရဲ့အကြောင်းကိုပြောတဲ့အခါမှာ အဲ့ဒီ P ရဲ့ A ရဲ့ S ရဲ့အဲ့ထဲမှာထည့်ပြောမယ်ဆိုလို့ရှိရင်လူတွေစိတ်ဝင်စားတယ်နော်လူတွေခုစီကနေထုတ်ကုန်တွေဝန်ဆောင်မှုတွေဝယ်ကျင်လာလိမ့်မယ်အဲ့တော့ကျွန်တော်ကအဲ့ဒီ PAS model ကိုအသုံးချပြီးတော့မှသူ့ကိုကျွန်တော်ကရေးခိုင်းပါအဲ့တော့ကျွန်တော်သဘောတရားကဘယ်လိုလဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်ကျွန်တော်ဒီသင်တန်းကျောင်းအကြောင်းလေးကိုကျွန်တော်ခုန PAS ထဲမှာထည့်ပြီးတော့မှပြောပြမယ်အဲ့တော့ကျွန်တော်ပြဿနာပါလဲကျွန်တော်ပြောပြမယ်ပြဿနာဒီခေတ်မှာကိုယ့်ရဲ့လုပ်ငန်းစနစ်ကျဖို့ ဝင်ငွေတွေတိုးတက်ဖို့ကတော်တော်မလွယ်တဲ့အရာပဲเนาะဒါဒီပါလဲဆိုတော့ကျွန်တော်တို့ကပြဿနာเนาะပြဿနာအပြဿနာရသွားပြီနောက်တစ်ခုကကျွန်တော်တို့ပါအဲ့ပြဿနာကိုပို့ပြီးတော့မှကြီးထွားအောင်ကျွန်တော်လုပ်မယ်เนาะအဲ့လိုမျိုးကျွန်တော်တို့ကစနစ်တွေမကျတဲ့အခါဝင်ငွေတွေမကောင်းတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့လုပ်ငန်းတွေကရပ်တန့်သွားတယ်ရှစ်ဆက်သွားဖို့မလွယ်ဘူးเนาะအဲ့တော့ coach တွေ consultant တွေ ခေါ်ပြန်တော့လေကုံချစိတ်ကတိတ်ကိုများတယ်ဒါပေမဲ့တို့တို့ reset တွေမရရင်လေတို့တို့စင်မပြေပြန်ဘူးအဲ့တော့ပြောချင်တာဒီပါလဲဆိုတော့ပြဿနာဒီတော့မှကြီးထောက်အောင်လုပ်တယ်ပြီးပြီဆိုမှ solution လာပြီကျွန်တော်တို့ unlock your future ကတော့နော်အဲ့တော့တို့ unlock your future ကတော့ကုံချစိတ်နင်းနင်းနဲ့လုပ်ငန်းတွေကိုစနစ်ကျအောင်ဝင်ငွေတွေတိုးအောင်ကျွန်တော်တို့အကူအညီပေးနေပါတယ်အဲ့တော့ solution ဒီပါလဲဆိုတော့ကျွန်တော်တို့ကအကူအညီပေးလိုက်တာ ဆိုတော့ဒါကိုကျွန်တော်တို့ဒါ PS model လို့ခေါ်တယ် PS model သုံးလိုက်တာအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကကျွန်တော်ရခုနကပြောရဲဆက်သွားရမယ်ဆိုလို့ရှိရင် hostel ကို copywriting PS model သုံးပြီးတော့မှရေးခိုင်းကြည့်အောင်ဟေးစမယ်ဒါတော့ကျွန်တော်ရ hotel အကြောင်းကျွန်တော်ထည့်လိုက်ပြီအဲ့ကျွန်တော်သူ့ကိုရေးခိုင်းတော့မယ်เนาะအဲရေးခိုင်းတဲ့အခါမှာကျွန်တော်ဒီမှာကြည့်မယ်တကြံအတော့เนาะဒီမှာကျွန်တော်မြန်မာလိုတော်ဝအင်္ဂလိပ်လိုတော်ဝကျွန်တော်ရေးထားတယ်အဲ့တော့ copywriting မြန်မာ audience အတွက်ရေးပြပါအကြောင်းရင်းကစုံစမ်းမေးမြန်းမှုတွေရကြင်ပါတယ်အဲ့တော့ PES model ကိုအသုံးချပြီးတော့မှရေးပြပါရင်းနှီးတဲ့ပုံစံမျိုးနဲ့ရေးပြပါနောက်ပြီးတော့မှဒီမြန်မာ service ဖြစ်တဲ့အတွက်နွေးထွေးပြူလာတဲ့ဝန်ဆောင်မှုဆိုတာလေးလည်းထည့်ပေးပါဆိုပြီးတော့မှကျွန်တော်ရေးခိုင်းထားတယ်အဲ့တော့သူဘလို့ရေးမလဲကျွန်တော်တို့ကြည့်အောင်နော်အဲ့တော့ကျွန်တော် underline ခေါက်လိုက်ရုံပဲ1 2 3 go အဲ့တော့သူစပြီးတော့ process လုပ်နေပြီเนาะကျွန်တော်တို့အရန်မြန်လိမ့်မယ်ဟိုတုန်းကဆိုလို့ရှိရင်တော့ ိတဲ့အတိုင်းပဲကျွန်တော်သိကကြာလေးသိကိုကြာလေးမယ်ကိုက AI ခင်ဖြစ်နေဘူးအဲ့တော့ကျွန်တော်က AI ကိုခိုင်းလိုက်တဲ့အခါမှာချက်ရှင်းမဲ့သူ copy တစ်ခုထွက်လာတယ်เนาะကြောညာစာတစ်ခုထွက်လာတယ်ကျွန်တော်အသေးစိတ်ကျွန်တော်မပြတော့ဘူးအဲ့တော့ကျွန်တော်ကခေါဏက input တွေထည့်လိုက်တယ်ကျွန်တော်ဟလာကျွန်တော်ဆွဲခိုင်းရင်လည်း model နဲ့ဆွဲခိုင်းလိုက်တဲ့အခါမှာချက်ချင်းပဲဘာဖြစ်လဲဆိုတော့သူ copy တစ်ခုထုတ်ပေးတယ်ကြောညာစာတစ်ခုထုတ်ပေးတယ် နော်အဲ့တော့ကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးအချိန်ကုန်သွားမှာဆိုလို့အဲ့တော့သူပေးသူထုတ်ပေးလိုက်တဲ့ကြော်ညာလေးကျွန်တော်တို့ကြည့်အောင်အဲ့တော့ဒါခုနကကျွန်တော်သူ့ကိုဒီ import ပေါ့နော်သူ့ကိုကျွန်တော် import ပြလိုက်တယ်ပြီးတော့ကျွန်တော်ရေးခိုင်းလိုက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်သူထုတ်ပေးလာတဲ့အရာလေးနော်သူထုတ်ပေးရတဲ့ဒီမှာကြည့်ပါပထမအဦးဆုံးပြဿနာသူစပြောတယ်ချင်းမိုင်းကြံပွဲတော်ကာလမှာတဲခုစရာနေရာရှားတာရမ်းခက်ခဲပါတယ်ပြဿနာနော်ဟိုတယ်တွေကလေးဈေးကြီးအစိုးဆုံးကရေကစားပြည်တိုင်းတွားရမယ့်လမ်းကဝေးလို့လုံပင်မန်းတာပဲ ြက်တနာအဲ့ဒီပြက်တနာကိုဘာထက်လို့လဲဆိုတော့ out of fight မှာပို့ပြီးတော့မှကြီးကြောင်လုပ်တယ်တကြံဆိုတာတနည်းမှာတစ်ခါပဲရတဲ့အခွင့်အရေးဖြစ်တယ်ဟိုတယ်ရွေးမှားမိရင်ဒီစဉ်တစ်ခုလုံးပျက်စီးသွားနိုင်တယ်ဟိုတယ်မကောင်းရင်ရေကစားချိန်ဈေးဝယ်ချိန်အနားယူချိန်စားတာတွေကနော်တကြံပျော်ဖို့အတွက်နေသွားမယ်ဒါအပြင်နှွေးထွေးတဲ့မြန်မာစကားမပြောရတဲ့ဟိုတယ်ဝန်ထမ်းတွေဆက်ဆံရတာလည်းအကဲရှိနိုင်တယ်အဲ့တော့ဒါဒီကျွန်တော်တို့ agitate ပြဿနာပြဿနာပိုကြီးအောင်လုပ်တာပြီးပြီဆိုတော့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ LM hostel ရဲ့ ဖြည့်ရှင်းချက်တွေကျွန်တော်တို့အားလုံးပြောထားတယ်။ဈေးနှုန်းလည်းပြောထားတယ်။အောက်မှာလည်းလာတဲဖို့ call to action ခေါ်ထားတယ်။ဘလောက်မြန်လဲ။နော်ဘလောက်ကျွန်တော်တို့လွယ်တယ်လဲ။အဓိကအကိုသူ့ကိုခိုင်းတဲ့ဖို့ပဲလိုတာ။သူ့ကို input မမှန်ကန်ကန်ထည့်တဲ့ဖို့ပဲလိုတာ။ဒါကြောင့်မလို့ကျွန်တော်လုပ်ငန်းရှင်တွေအနေနဲ့ AI ကိုခိုင်းတဲ့ဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့အခုဒီနောက်ပိုင်းလာမယ့်သင်တန်းတွေမှာကျွန်တော်ဘာတွေစီစဉ်ထားလဲဆိုတော့ ဆိုတော့လုပ်ငန်းရှင်တွေအနေနဲ့ AI ကိုခိုင်းတက်ဖို့လိုတယ်အဲ့တော့ AI ကိုဘယ်လိုခိုင်းရမလဲဆိုတော့ကျွန်တော်သင်တန်းနေတယ်မှာတောက်ဆုပ်ထည့်ထားတယ်နော်အဲ့တော့ကိုကကျွန်တော်တို့က AI ကိုဘယ်လိုအကောင်းဆုံးအိုင်းမလဲဒါတွေသိသွားရင်ဒီခေတ်ကဘာပဲလုပ်လို့အရန်လွယ်သွားပါပြီအားလုံးဒီလက်တကမ်းမှာပဲရှိနေပါပြီဒီကြောင့်အနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဟာဂျိုးစုံတရားရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ဘာရလိုက်တယ်ဆိုတော့ comment မှာတစ်ချက်လောက်ရေးလို့ရရင်ကြည့်ပြပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ 应该许多年六十八岁。<Okay. S 1>